ားလုံးမင်္ဂလာပါခင်ဗျာဒီညကျင်းပခဲ့တဲ့1 Friday Fight 111ပြိုင်ပွဲကြီးမှာဆတ်ဘာမြောက်ပွဲစဉ်ဖြစ်ထိုးခဲ့ရတဲ့ Noah Fighter MU ကတော့ရှုံးနေသွားခဲ့ပါတယ် MU ဟာရှေ့ကမူကာစီတိုနဲ့ပွဲတော့ကလိုပဲသူစကြတဲ့ဖွင့်ထိုးခဲ့တဲ့ပထမပွဲရှိမှာကလေးကဖွင့်ထိုးတယ်တိုက်စစ်ကိုဒရဂျန်းလိုက်ပြီးထိုးတယ်အတင်းကိုဝင်လုံးပြီးထိုးတာတွေကနောက်ဆုံးမှာအလုံးဖြစ်ဖြစ်သွားခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့အာဘက်ဂေါ်တုံးက ဲမွေဒီလိုထိုးရတယ်ဆိုတာကိုစဉ်းစားကြလေ့လာပြီးတော့အဲ့ဒီကနေတံပြန်မှု defense တွေကိုခင်းကျင်းပြင်ဆင်လာလို့ပါပဲအာဘဂေါ်တုံးကအသက်ဆက်ရှင်နေတာရှိပေမဲ့သူ့ကိုနီးပြွားပိုင်းဆိုင်ရာပြင်ဆင်ပေးတဲ့လူတွေအရန်ကိုအားကောင်းခဲ့တယ်အဲမွေရဲ့ထိုးလုံးထိုးကွက်ထိုးပုံထိုးပေါက်ကိုတေးချာကြည့်ပြီးတော့ကို defense လုပ်ဖို့နီးတွေကိုပေးလိုက်တာပါ game plan မှာအာဘက်ကော်တုံတာခဲ့ပါတယ် Golden Brothers လို့နာမည်ကောင်းကြားထားတဲ့ တို့ညီကို၃အောက်ထဲမှာအာဘက်ကော်တုံးကအငယ်ဆုံးပေါ့လေအခုမှ1ပထမဆုံးပွဲစဉ်ထိုးတာဒါပေမဲ့1ရဲ့ပထမဆုံးပွဲစဉ်မှာလည်းအာဘက်ကော်တုံးကအဖွင့်လှသွားခဲ့ပါပြီအမ်ဝီကိုအာဘက်ကော်တုံးကတရောင်ချက်တွေနဲ့ပြပြပေးခဲ့တယ်အာဘက်ကော်တုံးရဲ့တရောင်ချက်ကြောင့်ပဲအမ်ဝီကကွဲပြဲသွားခဲ့တယ်အဲ့လိုကွဲသွားပြီးတဲ့နောက်မှာအမ်ဝီက ရှေ့ကမူကစီလိုနဲ့ထိုးခဲ့ပွဲကလို့သူအလဲထိုးမနိုင်တော့မယ်ဆိုပြီးတော့အလဲထိုးကိုတရချမ်းလိုက်တယ်။လိုက်တဲ့အချိန်မှာအာဘက်ဂေါ်တွန်ကစနစ်တကျပဲတံပြန်သွားခဲ့တယ်။အထူးသဖြင့်အာဘက်ဂေါ်တွန်ရဲ့တရောင်ချက်တွေအခြေခံချက်တွေကအဲမူကိုထိတာများခဲ့တယ်။အသေးကောင်းတယ်၊ဇွဲကောင်းတယ်၊မာကုံမြင့်တယ်၊ထိုးနိုင်တယ်ဆိုတာပဲရှိတယ်ဗျ။အဲ့ဒါတွေကတကယ်တမ်းသူတင်ကိုတင်မိုးရဲရည်တွေကိုရောက်ရင်ညှိပြူကအာမကောင်းရင်ဘာမှအလုံးဖြစ်ဘူးဆိုတာဒီပွဲကတတ်သေးပါပဲ။ နီးပြူရနဲ့ဂိမ်းပလန်မှာအမွေအားနေတယ်ဆိုတာကိုတော့လက်ခံရပါလိမ့်မယ်။အမွေကဘာအားသာခဲ့လဲကျွန်တော်ရှေ့မှာပြောခဲ့တာအားအားသာသွားတယ်။သူကမာကုံမြင့်နဲ့တိုက်စစ်လိုက်ပြီးကစားနိုင်တယ်။ထိုးပုံထိုးွက်တော်တော်လေးကိုကောင်းပါတယ်။ဒါပေမဲ့သူ့မှာပါမလာခဲ့တာဂိမ်းပလန်မှာပဲ။သူကတစ်ဖက်ကနေသူ့ကိုကွဲအောင်ထိုးလိုက်တဲ့အချိန်မှာသူအလဲထိုးဝယ်လိုက်တော့တယ်။အမှတ်နဲ့နိုင်မှုနည်းကိုသူဘာပြင်ဆင်မလာခဲ့ဘူး။ အာဘတ်ကော်တုံးကအဲမူကိုအလဲထိုးလို့မရမှန်းသူဒုတိယရှိမှန်းသဘောပေါက်သွားတယ်ဒုတိယပွဲစီတဝက်လောက်ပြီးရနဲ့အာဘတ်ကော်တုံးကအဲမူကိုတအားလိုက်ပြီးလုံးမထိုးတော့ဘူးအဲမူကသူ့ကိုဒရဂျန်လာပြီးဝေလုံးလို့ဆိုတာသူသိတယ်အဲမူကအလဲထိုးကျင်နေပြီအဲ့တော့သူ အလဲထိုးမခံရအောင်ဒက်ဖက်စေးစရာလုံအောင်ကာထားမှဖြစ်တော့မယ်ဆိုတော့အာဘတ်ကော်တုံးကသိသွားတယ်အဲ့ဒီအတိုင်းပဲသူရအောင်ကာတယ်ကာပြီးတော့ကောင်တာတံပြန်ပြီးကစားတယ်အဲ့မှာရင်အဲမူကနောက်ဆုံးကြတော့ အဘက်ကော်တုံးအလဲမထိုးလိုက်နိုင်တဲ့အတွက်အမှတ်နဲ့ဆုံးဖြတ်ခံရတော့ရှုံးနေသွားကြရတယ်။အခုဆိုရင် MU ရ1ပွဲစဉ်၄ပွဲထိုးခဲ့ပြီးပြီ၄ပွဲမှာသူဒီတပွဲနိုင်တယ်တပွဲရှုံးတယ်တပွဲနိုင်တယ်တပွဲရှုံးတယ်အဲ့ return နဲ့ပဲလာတယ်ပေါ့လေ၂ပွဲနိုင်ကြတယ်၂ပွဲရှုံးသွားပြီပေါ့အဲ့တော့ရှေ့လာပွဲစဉ်တွေမှာ MU နေနဲ့ရလကောင်းမှုလိုအပ်လာပါပြီမဟုတ်ရင်တော့1ရဲ့ American Dollar တင်းချောက်စာချုပ်ကြီးကိုပေါ့လေ MU နေနဲ့စိတ်ကူးရင်ွက်ရှိတော့မှာမဟုတ်တော့ခင်ဗျ အခုလိုတပွဲနဲ့တပွဲရှုံးရတဲ့အတန်းနဲ့သွားရင်တော့သူ့ကိုပေးမှာမဟုတ်တော့ဘူးအဲ့တော့ MW နဲ့ game plan အရင်ကောင်းမှုလိုပါတယ် MW ရကျန်လိုက်တော်လေးပြည့်စုံတယ်ကျွန်တော်သူ့ရဲ့အသေးကောင်းတဲ့စွဲကောင်းတဲ့ဆိုတော့ရှင်းကျူပါတယ်ဒါပေမဲ့အဲ့ဥစ္စာနဲ့တော့လုပ်လို့မရဘူးဗျာ game plan တခုကိုသူ့ရရှာသွင်းထက်လို့ရှာမှတ်နိုင်ရမယ်လိုအပ်လာရင်အမှတ်နဲ့အနိုင်ဖို့နီလန်ကိုပြင်ဆင်ထားနိုင်မှရှေ့လာမယ့်ပွဲစဉ်တွေမှာ MW နေနဲ့ရလာကောင်းနိုင်လိမ့်မယ်လို့ယူဆယူပါတယ်ခင်ဗျာတ िश ူအပိရပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ